ရတဲ့သူတွေအတွက် local ebook update ရင်တစ်ခေါက်ကဒီ local ebook app တွေဖွင့်ပြပေးခဲ့တယ်ဆိုပေမဲ့နောက်ထပ် local ebook တွေကိုလည်းထပ်မံဖွင့်ပြပေးချင်ပါတယ်ပထမဆုံးတစ်ခုကတော့ reader မြန်မာပုတ်ပါသူက300လာရွေးရှင်းဆုံး app ဖြစ်ပြီးတော့ဒီ interface က user friendly ဖြစ်တဲ့နောက်ဆုံး upload လုပ်ထားတဲ့စာအုပ်တွေကိုတွေ့မြင်ရပါပါ size ရနံပါတ်ပဲဖြစ်ဖြစ်ကိုဖတ်ချင်တဲ့စာအုပ်နံပါတ်ပဲဖြစ်ဖြစ် search bar မှာရိုက်ရှာရရုံပါပဲတခုရှိတာကတော့သူကဒီ search bar မှာရိုက်ရှာတဲ့နံပါတ်နဲ့အတိအကျထွက်ရှိလာရပြီးတော့ရှာရတယ် စာအုပ်မျိုးစားစုံနဲ့ဆိုပေမဲ့ဒီကြောက်တောက်လိုမျိုးစီထားတာဆိုတော့ကိုမဖတ်ဘူးတဲ့စာအုပ်တွေကိုအရင်ဆုံးမြင်ကောင်းမြင်ပြီးပါလိမ့်မယ်။နောက်တစ်ခုကတော့ရွှေနားစင်ဆိုရဲအပါရွှေနားစင်ဆိုရဲအတိုင်းပဲသူက audio book ပါ။အာဒါကြတော့ဒီစာဖတ်ရတာပြင်တာတို့ဒီ audio book နားထောင်ရတာကြိုက်တဲ့သူတွေတဲ့အဆင်ပြေစေမဲ့ application တွေပါ။အာသူကပတ်စံနဲ့ပေးဝယ်ပြီးတော့နားထောင်ရမျိုးရှိတယ်။ MPD only support ပေးတယ်ဆိုပေမဲ့ဒီသူရဲ့ app ထဲမှာတော့ KP, Adan, Audio နဲ့လည်းပေးရှင်းနိုင်တယ်လို့ဆိုပြီးတော့ပြထားတယ်။စာအုပ်မျိုးစားတော်တော်လေးများတယ်စုံနဲ့ update လည်းဖြစ်တယ်။နိုင်ငံတကာထိတ်တန်းဆောက်တွေအစားရှိပါ တာသေးရယ်အာဒါအပြင်ဟိုမှာသူကတချင်းနေနှောင်ချင်းနေရှိရယ်အဲတချို့မြန်မာအစိုးရတွေတချင်းလေးတွေလည်းထည့်ပေးထားပါသေးတယ် ောက်ဆုံးတစ်ခုကတော့ရွှေနှုတ်ပါရွှေနှုတ်ကတော့အထူးတက်လဲညှိုးနေစရာမလိုတဲ့အဲ့လိုပဲပြောရမှာပါဒီ reviewer တွေ blogger တွေကစာညှိုးပြီးတော့ application ထဲမှာနေဒီ reviewer တွေ blogger တွေညှိုးနေဆိုတော့ recommend ပေးတယ်ဆိုတော့ဒီအပိုင်းလေးပါရှိရပေါ့နော်အဲသူကစောင်းမျိုးစားစုံနေ update ဖြစ်တယ်အာပြီးတော့ဒီ reading challenge တွေတော့ပါတော်မူစာဖတ်တာပြင်းတဲ့သူတွေအတွက်လည်းအဆင်ပြေစေပါတယ်အခုပြပေးခဲ့တဲ့ application တွေထဲမှာဒီသုံးဖြစ်နေရလေးရှိရင် user review လေးတွေပြောပြပေးလို့လည်းမမေ့ပါနဲ့နော်အကယ်၍ကိုသုံးနေတဲ့အခြား local ebook တွေရှိရင်လည်းအခရာ ကိုပြင်ပြီး recommend ပေးခဲ့ပါရှင်ဒါဆိုနောက်မှတွေ့မယ်နော်တတ